ဲ့ဒါတော့အနုပညာသမားဖြစ်တဲ့အတွက်ဟိုဘသူမစိုးဘောနော်ကျေးဇူးတရားနားလဲရမယ်လေဒါကိုကပတ်စံပေးလို့ကနေချင်းမှာသူတို့သူတို့အထွတ်ပေးသက်ဆိုတဲ့အရာမှာပေါ်တိပပြလို့လို့မရအောင်သူတို့လည်းဝင်ဝင်သူတို့မိသားစုရအခက်ခဲရှိမှာပဲအမွန်မူတီပတ်စံကုန်ကြီးခံနိုင်အောင်ခံပြီးတော့လာကြည့်တာလာကြည့်ပြီးတော့ဘယ်ကောင်ပျော်ရရသားတွေငိုရရသားတွေကျင်းရရသားတွေလိုချင်လို့လာတာကို့အပူတော့ကောက်သူတို့တော့ပေးနေတညတာသူတို့ပတ်စံကုန်ကြီးရှိမှာပေါ့ မဟုတ်လားအဲကြောင့်မို့ကျွန်တော်ရည်ရချက်ကတော့ငါဖြစ်တဲ့ပြဿနာသူတို့နဲ့မဆိုင်ဘူးမနေ့ကမှကြာရှင်းညကတော့သူတို့ငါ့ပိုင်တယ်ငါနေပေးရမှာပဲဆိုတော့အတိအရောအများကြီးရှိပါတယ်အဲ့လိုခံယူမှလည်းအမှုပညာကသမားကောင်းစစ်မလို့ကျွန်တော်ယုံကြည်တယ်အလုပ်ရမယ်လို့ယုံကြည်တာပေါ့နော်အဲဆိုဘောဟိုပေါ်တိပေါ်ပြလုပ်ကြည့်ပါလားတိုးမှာမင်းသားလည်းအားယူနေတိုးမှာမဟုတ်လားအဲ့ခံယူချက်ကတော့ကျွန်တော်တို့ဆရာသမားရင်သင်ပေးတဲ့ခံယူချက်ပဲသမားလည်းကျင်သုံးခဲ့တာပဲလေ ဟိုတော့နည်းနည်းလေးတိုင်ပုံးလေးရှစ်ထွက်သွားတာနဲ့ဟိုဘာလို့အောက်မျက်နှာသွားလို့ပြန်နေကို့အပူသောကလာကြည့်တာမှမဟုတ်တာတဲ့ဆရာကြီးပြောပြောမှုတယ်ပေါ့အဲ့ဘာလဲခုနကပြောသလိုကန့်လို့လို့ရစီဆိုလို့ရှင် အောက်ကလူတွေတော့ post လုပ်ထားမှာပေါ့နော်ရှင် post လို့လာသူညင်ရမဟုတ်ဝင်အောက်ကအတန်သူတို့ခံစားချက်နဲ့မပြည့်စုံရင် live ကြီး live move မှာကြောခံစားချက်နဲ့မပြည့်စုံတဲ့ခါမှာငိုနေရနဲ့ဥမာကားချလိုက်တယ်ဟာမတန်ဘူးဟဲ့ဘာညာကအော်ကြမှာပဲ ြုရမှာပဲဒါသူတို့ရဲ့ခံစားချက်တွေလေအဲ့ဒါတွေဖြည့်ဆည်းပေးရမကုတောင်းဘူးလွန်လိုင်းတော့တမျိုးပေါ့လွန်လိုင်းရောဘုရားပွဲတွေမှာရှိကြတယ် live မှာအော်ကြဟိစကြပြရှိတယ်လွန်လိုင်းသူကအုပ်ချုပ်ရထိနေမလွန်လိုင်းဇက်ဘက်ကလွန်လိုင်းမလွန်အောင်ကိုယ့်ဘက်တောင်းရယူရမှာအဲ့ဒါလေးတော့ကိုယ်ကျင်းသုံးရတယ်ဒီ move ကိုရတဲ့အတွက်ဟောကိုယ့်နုပညာနဲ့ကြာရှည်ခံတယ်ဟောအလုပ်လုပ်ရတဲ့နေရာမှာတွင်းကျဲတယ်ဟုတ်မလားအဲ့ကြောင့်တခါကြလို့ရှိရင်ကျွန်တော်တို့ဇက်မင်းသားဘဝဆိုတော့ ော်တော်လေးလာမှာဖြစ်တယ်ပြီးတော့လဲရေရှည်ခံမှုလည်းခင်းရင်တယ်ရေရှည်ခံပြီးရင်လည်းမကြတော့ဘူးဒါကျွန်တော်တို့လည်းကြတဲ့နေပြီခုပြောမှာဟိုပြောချင်တာကြတဲ့နေဆိုတာအဲ့လိုပြောတာမဟုတ်ပါဘူးအမှုပညာချစ်တာလည်းပိသက်ကိုပိဆက်တာအဲ့တခုပဲစဉ်းစားစဉ်းစားမဟုတ်ရင်လည်းကျွန်တော်အပြင်လုပ်ငန်းမလုပ်တော့ဘူးဒါပဲလုပ်တယ်တော့ဒါပဲကျွန်တော်ဒီလို့ပြီးတော့ပေးတဲ့အတွက်ပဲကျွန်တော်ပေးဆက်တာဆိုတော့ဒီအချိုးမြတ်တွေတော့ကျွန်တော်ခံစားရတာပေါ့နော်အဲ့ဒါလေးပါ အဲ့ဒါ producer ရှိဖြစ်မှာလေ producer တွေတော့ရှိကြပါတယ်ဟိုကျွန်မကျွန်တော်တို့ကတင်ပြဖို့အတွက်အသေးစိတ်လုပ်ရမှာလေပြီးတော့ကျွန်တော်ဇာတ်စကားဆိုရှိသေးတယ်လေသူများတည်းမတူအောင်အဲ့ဒါကြီးအများကြီးကြတယ်ဒီဖြစ်မှာပဲပေးတဲ့ကတကယ်ဩသူ live တွေဒီလိုပါလားကျွန်တော်ကြည့်ပါလားဘလို့ပဲနောက်မှာဘာပြဿနာတက်တက်ဒီကင်မရာလိုကဲဆိုငါငါစိတ်ညစ်တယ်ကွာကဲလဲလဲလို့လဲရောမှမရတာတက်ပြီးတော့စင်ပေါ်မှာတက်ပြီးတော့ဟိုးမဟိုးရီပြပြုံးပြနေရတာလေအင်းနေရာပေါ့မေးပေါ့နောက်မှာအဲ့လိုပေါ့အများကြီးပါကြုံမှုတာကျွန်တော်ဖိုးဆိုရင်တော့ ဆင်မော်မှာဆုံးခဲ့တာဟုတ်ကအနေနဲ့ဆုံးခဲ့တာအဲ့ဒါတွေပါရှိတာဟုတ်အဲ့ဒါတော့အမှုပြန်သမားဖြစ်တဲ့အတွက်ဟောဘသူမစိုးဘောနော်ကျေးဇူးတရားနားလဲရမယ်လေဒါကိုကပတ်စံပေးလို့ကနေချင်းမှာသူတို့ရဲ့သူတို့အတွက်ပေးသက်ဆိုတဲ့အရာမှာပေါ်တိပပြလုံးလို့မရအောင်သူတို့လည်းဝင်ဝင်သူတို့မိသားစုရအခက်ခဲရှိမှာပဲအမွန်ဘူတီပတ်စံကုန်ကြီးကခံနိုင်အောင်ခံပြီးတော့လာကြည့်တာလာကြည့်ပြီးတော့ဘယ်လိုကောင်ပျော်ရရသားတွေငိုရရသားတွေကျင်းလို့ရရသားတွေ လိုချင်လို့လာတာကို့ပူတော့ကောက်သူတို့တော့ပြင်းနေတညတာသူတို့ပတ်စံကုန်ရရှိမှာပေါ့မဟုတ်လားအဲကြောင့်မို့ကျွန်တော်ရရချက်ကတော့ငါဖြစ်တဲ့ပြဿနာသူတို့နဲ့မဆိုင်ဘူးမနေ့ကမှကြာရှင်းညကတော့သူတို့ငါပိုင်တယ်ငါနေပေးရမှာပဲဆိုတော့အတိအရောအများနဲ့ရှိပါတယ်အဲ့လိုခံယူမှလည်းအမှုပညာကသမားကောင်းစစ်မလို့ကျွန်တော်မယုံကြည်တယ်အလုပ်ရမယ်လို့ယုံကြည်တာပေါ့နော်အဲဆိုဘဟုတ် body project လုပ်ကြည့်ပါလားတိုးမှာမင်းသားလည်းအများကြီးနေတိုးမှာမဟုတ်လား အဲ့ခံယူချက်ကတော့ကျွန်တော်တို့ဆရာသမားရဲ့သင်ပေးတဲ့ခံယူချက်ပဲဆရာသမားလည်းကျင်သုံးခဲ့တာပဲလေဟုတ်တော့နည်းနည်းလေးတိုင်ပုံးလေးရှစ်ထွက်သွားတာနဲ့ဟိုဘာလို့အောက်မျက်နှာသွားလို့ပြနေကိုယ့်အပူတော့ကလာကြည့်တာမှမဟုတ်တာတဲ့ဆရာကြီးပြောပြောမှုတွေပေါ့အမှုပညာသမားအတွက်ခံယူထားတာပါဆရာသမားတောက်တယ်မဟုတ်အခုရုပ်ရှင်ဆိုရုပ်ရှင်အတွက်ပဲအော်ဒီအမျိုးခေါပေါင်းလေးပေါင်းလိုက်လို့ငါ့မြာ effect ကြီးထိလိမ့်လားအများကြီးတွေးရတာပေါ့နော်ဒါလေးကတော့ကောင်းတဲ့အရာလေးတွေးပါတယ်မကောင်းတဲ့အရာတွေမှာလည်းအစိုးကြီးတွေပါတယ်ဇက်ဝင်ခံရ ေါင်းပေါင်းတာပဲလေအဲ့အဲ့ဒါလေးတွေးရပါတော့အများကြီးအများကြီးပါအဲ့ပေါ်လေခုနကပြောသလိုကန်လို့လို့ရရေးဆိုလို့ရှင်ဘောက်ကလူတွေတော့ post လုပ်ထားမှာပေါ့နော်ရှင် post လို့တာသူညင်ရမဟုတ်ရင်အောက်ကအတန်သူတို့ခံလာချက်နဲ့မပြည့်စုံရင် live ကြီး live move မှာကြောခံလာချက်နဲ့မပြည့်စုံတဲ့ခါမှာငိုနေရနဲ့ဥမာကားချလိုက်တယ်ဟာမတန်ဦးဟိတ်ဘာညာကြောအော်ကြမှာပဲသူ့ကြမှာပဲဒါသူတို့ရဲ့ခံစားချက်တွေလေအဲ့ဒါဖြည့်ဆည်းပြရမကူတောင်းပါ လွန်လိုင်းတော့တမျိုးပေါ့လွန်လိုင်းရောဘုရားပွဲတွေမှာရှိကြတယ်လိုက်မှာအော်ကြဟိစကြကြရှိတယ်လွန်လိုင်းသူ့အုပ်ချုပ်ရထိနေမလွန်လိုင်းဇက်ဘက်ကလွန်လိုင်းမလွန်အောင်ကိုယ့်ဘက်တောင်းရင်ယူရမယ်အဲ့လေးတော့ကိုယ်ကျင်းသုံးရတယ်ဒီ move ကိုရတဲ့အတွက်ဟောကိုယ့်နုပညာလေးကြာရှည်ခံတယ်ဟောအလုပ်လုပ်ရတဲ့နေရာမှာတွန်းကျဲတယ်ဟောမောအဲ့ကြောင့်တခါကြလို့ရှိရင်ကျွန်တော်တို့ဇက်မင်းသားဘဝဆိုတာတော်တော်လေးလာမှာဖြစ်တယ်ပြီးတော့လေရေရှည်ခံမှုလည်းခင်းရင်တယ် ရေရေခံပြီးရင်လည်းမကြတော့ဘူးဒါကျွန်တော်ဆိုလို့ရင်ကြတဲ့နေပြီခုပြောမှာဟိုပြောချင်တာကြတဲ့နေဆိုတော့အဲ့လိုပြောတာမဟုတ်ပါဘူးအမှုပညာချစ်တာလေပိသက်ကိုပိစက်တာအဲ့တခုပဲစိတ်ထဲမှာစဉ်းစားတာမဟုတ်ရင်လည်းကျွန်တော်အပြင်လုပ်ငန်းမလုပ်တော့ဘူးဒါပဲလုပ်တယ်ဒါပဲကျွန်တော်ဒီလို့ပြီးတော့ပေးသက်တယ်ပဲကျွန်တော်ပေးဆက်တာဆိုတော့ဒီအချိုးမြတ်တွေရောကျွန်တော်ခံစားရတာပေါ့နော်အဲ့ဒါလေးပါမင်းဆုံးမကျင်တာလို့မဟုတ်ပါဘူးဆုံးမပြီးပါရဲ့လို့မဟုတ်ဘူးဘောနော်အတိပေးကျင်တာပေါ့နော်အတိပေးကျင်တာဟိုတက ဇက်ကိုချစ်တဲ့ကလေးတွေရှိတယ်အများကြီးကျွန်တော်တို့ချောမောလောက်ပါတယ်ရုပ်ရှင်မင်းသားရှုံးလောက်တဲ့ကလေးမန္တလေးမှာအများကြီးပဲအဲ့မင်းမင်းကလေးဟိုဇမင်းသားလေးတွေဖြစ်လာသေးတယ်ဟိုတော့ကျွန်တော်တို့မှဂိတ်ဆုံးနေတယ်ဖြစ်လာဖို့လည်းရှိပါတယ်မရှိဘူးမဟုတ်ဘူးဖြစ်လာမှာအဖြစ်လာဖို့အတိတရားဘာလဲဆိုတော့ဟိုလူတွေဘလူးဘောမှုတည်တယ်ဟိုငါစူးစမ်းစူးစမ်းတာမဟုတ်ဘူးတော့အတိတရားထားဖို့အတိတရား ဒါကိုဆက်သက်နေလို့ရှင်ဓာတ်တော့ပဲလမ်းကြောင်းစဉ်းစားထားပါတော့အဓိကဘယ်လိုပြောမလဲဆိုရင်ပေးတဲ့အမကဲဖြတ်သွားလိမ့်မယ်ကျွန်တော်တို့လည်းအဲ့လိုပဲပေါ့နော်ကျွန်တော်တို့ဥပမာပြောလို့ရှင်ဇက်ချောင်းတိုင်းအင်အားတော့မရှိတော့ဘူးဒါပေမဲ့အမှုပညာခံရတဲ့ခါမှာပေးတဲ့ကကဲဖြတ်သွားတယ်ကိုယ့်ဘက်ကလည်းစေချိုးတစ်ပုတ်စုံနိုင်ရင်လည်းဇာမင်းသားမဖြစ်ဘူးမင်းဟောပါလေနှစ်ပါးသောတစ်ပုတ်ကနိုင်ရင်လည်းဇာမင်းသားမဖြစ်ဘူးသူကအဲ့အပြောဆိုအလိုလုံအင်ဖြစ်နိုင်တော့တော်နာစကင်းနဲ့အောက်က ကိုနဲ့ဒန်းတူကိုကသာသနာပြုနေရဟန်းတာမဟုတ်ဘူးလေဘာလို့အောက်ကနေထိုင်ကြည့်နေရလဲကိုကိုပြောနိုင်စုံနိုင်လို့ထိုင်ကြည့်နေရတာလေမပြောနိုင်ဆိုစွဲကြမှာဘောဒါအစင်းဆုံးပြောရင်အဲ့လိုအစင်းရောက်အောင်စူးစမ်းစီခြင်းတယ်အားလုံးပေါ့နော်ဒါမှလည်းခိုင်မြဲတဲ့နှုပညာတော်ဖြစ်လာမှာပေါ့နော်အဲ့လိုနေရတဲ့အတွက်လည်းကျွန်တော်ကအောက်မှာကိုတဲ့ကြီးတဲ့လူလည်းရှိမှာငဲအခါရောဖြစ်တယ်အဲ့အဲ့လိုကိုပေးလိုက်ရတဲ့အတွက်အော်သူတို့ကပြီးပြီးဖြစ်သွားတယ်ငါငါကုသရတယ် ီးတော့မှသူ့ဖះမှာကြောလိုက်မယ်ကဲသူအောက်ကကြည့်တယ်တော့အဲ့လိုစိတ်လေးတောင်ထားပေးတယ်အဲ့လိုလေအတိတ်တရားလေးနဲ့ထားပေးပါဆိုဒီလိုပဲကျွန်တော်ပြောပြခြင်းနဲ့အတိပေးခြင်းနဲ့မဆုံးမပါဘူးအဲ့လိုပြောခြင်းနဲ့